ဒလုံနဲ့ရတားစီလာကြိုင်းနဲ့ညဘက်ကိုရောက်လာတော့လားအဲ့ဒီအချိန်မှာပဲရတားဘော်ကမီးတွေကမိတ်တုံမိတ်တုံဖြစ်လာပြီးရည်တန်နေတူတရဲမတရားပေါ်လာတော့လားအောင်မန်းရွာရဲ့မနက်ခင်းဝေလီဝင်းလေးတစ်ခုမှာဖိုတူငပိန်နဲ့မိဝိုင်းတို့ကရွာပေါ်ရာယုံဒီမှာစောင့်နေကြတယ်။အဲ့ဒီအချိန်မှာတုတ်ပေါ်ကအတုံးတစ်ခုကိုမနိုင်မနေမှလို့ ။တကယ်ချင်းတွေရှိရစီကိုမြ мян လျှောက်လာခဲ့တာ။ဟာဝတ်ပါ။မင်းဟာအဝိမထဲပဲနဲ့။မုတ်ဒီကြီးထဲ့ထားလားကွာ။မင်းမသိပဲနဲ့မပြောနဲ့။ခီးသွားတယ်ဆိုတာမုတ်မပိုင်ခီးမဟုတ်တော့ဘူးကွာ။မဟုတ်ပါဘူးဟဲ့။နင့်ဟာနည်းနည်းတော့ပို့ပါလေ။မုတ်ဒီကလေးတရွဲလုံးကျွေးလို့ရတယ်။အေးပါပြောကြပြောကြနော်။ပြီးမှလေ။မုတ်လေးနည်းနည်းကျွေးပါအောင်လာမလုပ်နဲ့။အဲ့ဒီအချိန်မှာဦးစန်းတက်ရောက်လာတယ်။ကလေးတွေအားလုံးစုံနေကြမလားကွာ။ ဆော်မင်းဦးလေးရဲ့ရထားထွက်တော့မှလားဗျထွက်ဖို့နည်းနည်းလို့သေးတယ်ဒါပေမဲ့ဦးတို့ထုတ်တွေတီမင်းရင်တော့နေရာမှာသွားထိုင်လို့ရပြီအိုးအထုတ်တွေသွားထားလိုက်အောင်မေဦးစန်းသေးထွက်သွားပြီးမှလူတယောက်နဲ့လက်မှတ်ဖြတ်တို့စကားများနေကြတာကိုဖိုးတို့တို့ကြားလိုက်ရတာဟာကြိုက်တဲ့နေရာရတယ်ပစ္စည်းတွေနဲ့တွဲတော်ရပါတယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံးတွဲတော်မစည်းပြစီနေဗျာဒီနောက်ဆုံးတွဲရပါမလို့လူတိုင်းကအကြောက်ကငင်းနေရတာလေဗျာ မင်းကအသက်လားဟုတ်တယ်ဒီရထားတွေကတရေကြောက်တဲ့နေရာမှာနာမည်ကြီးလေကွာဟမ်တကယ်လားဗျတကယ်တကယ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကငါကိုယ်တိုင်ကိုတွေ့ပါဆိုကွာအဲ့ဒီအချိန်မှမင်းဦးစန်းသိကဖိုးတူတို့ကိုလှမ်းခေါ်လိုက်တယ်အထုတ်တူတော့အပ်ပြီးပြီမင်းတို့မနှက်စာမစားရသေးဘူးမလားဟုတ်မစားရသေးဘူးရှင့်ဒါဆိုလဲလာကြလေအရင်ဆုံးမုံငါလေးနဲ့ဘိုင်းရင်ဖြည့်အောင်ဒီလိုနဲ့ဖိုးတူတို့တတွေက ။ဦးစန်းသည်နဲ့အတူမောင်ကဆိုင်ကိုသွားလိုက်ကြ၏။မောင်ကဆိုင်မှထိုင်ပြီးမောင်ကစားနေရင်ဦးစန်းသည်ကမြို့သွားမယ်ဆိုတော့ဘလို့လဲကွပျော်နေကြဗလားပျော်တာပေါ့ဦးရဲ့ကျွန်တော်တို့ကမြို့ကိုသွားရတာတက်ရတာစီရတာပိုစိတ်လုံရှားနေရဗျအေးပေါ့မင်းတို့အားလုံးကမြို့သားရောက်ဘူးလားရတာနဲ့တော့မသွားဘူးမလား ကျွန်တော်သွားခုတယ်ဗျရဒါစီရတာတကယ်ပြောဖို့ကောင်းတာကာစီနဲ့ရောက်တဲ့ခီးဆိုပေမဲ့ဟိုရဒါစီရဲ့အရာသာ ပြောဖို့ကောင်းတာဗျကြီးကြီးကျယ်ကျယ်ပြောနေတဲ့တုပ်ဘော်ကိုငပိန်ကတုပ်ဘော်ရဲ့မင်းဟာဒီများကြားရင်လေနှစ်ညရည်သုံးညခီးတွေထွက်ခဲ့တယ်ထင်နေပါအောင်မယ်လမ်းလျှောက်သွားတော့ရောက်တဲ့ဘေးပေါ့မင်းအမေရဒါစီးကျင်နေဆိုပြီးကြံကြံဖန်ဖန်တဘူရာလီကက်လိုက်သွားဘူးတော့လာကြွနေသည်ငပိန်ရဲ့စကားမှာအလုံးဝိုင်းရင်လိုက်ကြသည် မင်းတို့အတွက်တော့စမ်းနေရမှာကွာမိရတာဆိုတာကြီးရဥရုခေတုံကတော့ရထားနေပဲအဓိကသွားလာတော့ရထားကိုစီးတော်မစီးကျင်တော့ဒါမင်းတို့ပါလို့မောင်းရင်လေဦးလေးကအေးအေးဆေးဆေးကားလေးနဲ့ပဲသွားမှာကြည့်ရအောင်ဦးလေးငယ်ငယ်ကရထားပေါ်မှာအချစ်ဆက်လန်းနေရှိခဲ့ရတဲ့နေအဲ့ဒါကြောင့်ကားမစီးနေရဟုတ်တယ်မလားဗျမဟုတ်ရပါဘူးကွာပေါ့ပေါ့ရှာရှာဦးစန်းတဲ့နေတူအားလုံးဝိုင်းရင်လိုက်ကြရင် မုံငါစားပြီးမှအလုံးကောင်လက်မပြတ်ဖို့အတွက်သွားခဲ့ကြပြန်လားငါရောက်ဆိုတော့အားလုံးတူတူထိုင်ကြရင်တော့နောက်ဆုံးတွဲပေးရမယ်။ခொနဲ့ကလူတယောက်ပြောတာကိုကြားထားတဲ့တုပ်ပေါ်ကဗျာဟိုတရေကြောက်တယ်ဆိုရဲအတွေ့လားဗျ။ဟမ်ဟုတ်လား။ဟုတ်လေဘာမှဖြစ်ပါဘူးဦးလေးရဲ့နောက်ဆုံးတွဲပေးယူလိုက်ပါဗျ။အေးပါ ဒါမျိုးကောလန်ဟာလာရီကရထားထဲမှာရှိတတ်တာပါပဲဟုတ်အဲ့ဒါဆိုနောက်ဆုံးနှမိတ်ယူမယ်ဗျာဟမ်ရထားအထွက်တော်မှာဟာအခုတည်းဒီအတွဲမှာငါတို့ပဲရှိရလားရှိတော့ပါဖြစ်လေကြဲကြဲလွင်လွင်ထိုင်ရတာပေါ့ပြောနေတော့မှပဲရထားအဖြစ်ဖြစ်ချင်းနဲ့စတွက်လာတော့တာရထားမထွက်ခင်နေ့ကအစင်းလေးပြင်ထားတဲ့မုတ်ထုပ်ကိုတုပ်ပေါ်တရားဖောက်ပြီးစစားတော့တယ် တော့ဘောဟိယမင်းတို့တွေမုတ်တွေစားကြလေကွာမင်းရလေရထအခုမှဘင်းလေနေမင်းရလေဝတ္တရားလိုလိုတောင်းဝင်လိုလိုနဲ့နော်စစားတော့တာပဲတော့ဘောကွာဒါတောင်းဝင်မော့ငါလေးခံပြီးတဲလာတာဒါလိုစားဖို့ပဲဟုတ်ပါပြီစားပါစားပါတောင်းဝင်ကြည်ပုံသူကြည့်ရဲ့နော်ခဏကြာမှဖို့သူကဦးလေးတို့ငယ်ငယ်ကဟိုဒီလိုရထားစီးပြီးတော့အိမ်မြန်ရတာပေါ့နော် အေးပေါ့ ဦးရုံငယ်ငယ်ကရွာကျောင်းကမူလာရဲမဲ့ရှိခဲ့တော့အောက်ကျန်းသာရွာကိုသွားပြီးတော့အလဲနဲ့တက်ခဲ့ရတာဦးပြန်တော့ရောဒီတိုင်းပဲပေါ့နော်ဦးအေးပေါ့အေးအိမ်ပြန်တော့ဦးရုံကရွာတက်ပြန်တာမဟုတ်ဘူးကြီးဦးရုံရွာကနေကျောင်းစုတက်ကြတဲ့တငယ်ချင်းတွေနေငါလောက်ရှိမှာပေါ့သူတို့တွေနေဘေးရွာဦးစိန်မင်းရဲ့နိုးစီချက်ဆက်ရုံမှာလဝါပေးလိုက်သေးတာဦးရုံကနိုးစီချက်တတ်တယ်ပေါ့လေအဲ့လိုလေမချက်တတ်ပါဘူးကွာဒလုံနဲ့ သူရင်းတွေစကားတပြောပြောနဲ့ရတားစည်းလာခဲ့ကြတာနေ့လေတမင်းစားချိန်ရောက်တော်ရင်ကလေးတို့နေ့လေစားစားချိန်လည်းရောက်ပြီဆိုတော့ရှေ့ဘူးတော်မှာတမင်းရောက်တဲ့ဈေးတွေတွေ့ရင်ဝယ်ကြရအောင်ကွာနောက်ဘူးတော်ရောက်မှဈေးတွေတချို့ဈေးရောက်တဲ့တန်တွေကြားရတော်ရင်ကြက်ကြော်တွေရမယ်ကြက်ကြော်တွေရမယ်နော်တမင်းမဝယ်ကြအောင်မလားဒလုံနဲ့ရတားပြတ်မထွက်ခင်နေ့လေစားဝယ်လိုက်ကြတယ် အားလုံးဝယ်ပြီးရတားစာထွက်ချိန်မှာငပညာဖို့သူမင်းတို့တွေပါဝဲထားလေငါထမင်းဖြူရဲ့ကြက်ကြော်ရဲ့ချစ်မောက်ကြော်ရဲ့ငါဟိမမီသားထမင်းမဝယ်လိုက်တာဟာငါကြက်ကြော်ရဲ့ထမင်းရဲ့ကစုံးဦးရဲ့ငပြောသေးရဲ့ဩမင်းတို့အပြင်းပြင်းစားဖို့ခါကြမို့လဲဝယ်လိုက်တယ်မင်းကွာအရင်မှလာတဲ့မုတ်တရောင်မကုန်သေးဘူးတော်ဘောတော့လောက်ပြန်ပြီမပြောပါနဲ့ကွာသူ့မှာစေတနာနဲ့အားလုံးစားဖို့ဝယ်လာတာဘူး ။ဟူရင်မြတ်မြတ်စားကြဟုတ်ပလား။ဟုတ်ကဲ့ပါဗျ။ဟိုကျွန်တော်တို့ဝက်ပေါက်လေးကိုချစ်လို့စတာပါ။နော်။အားလုံးရင်ရင်မောမောနဲ့ထမင်းစားနေကြတော့တော်ဘောကအနောက်ကတခုခုဖြတ်သွားတာကိုခန်းစားမိလိုက်တယ်။ဟိုငါပဲစိတ်တင်တာလားမသိဘူး။ငါနောက်ကတခုခုဖြတ်သွားသလိုပဲ။မင်းကျောနောက်ကမုတ်တွေတရားတွေကြွကြွေးနှွင့်သွားတာမဟုတ်ဘူးလား။အေးဖြစ်နိုင်တယ်နော်။ ဒီလိုနဲ့ရတားစီလာကြရင်နဲ့ညဘက်ကိုရောက်လာတော့တာအဲ့ဒီအချိန်မှာပဲရတားဘော်ကမီးတွေကမိတ်တုံမိတ်တုံဖြစ်လာပြီးရည်တန်နေတူတရဲမတရားပေါ်လာတော့တာဖိုတူကဘာလုပ်နေရလဲမီးတွေမိတ်တုံမိတ်တုံနဲ့ဖိုတူစကားကြောင်းတရဲမလေးကြောင်သွားပြီဟုငါတရဲကြောင်နေရလေအေးလေအာရရာကြောက်တာတော့မဟုတ်ဘူးမလားအเจ้าတော်ရှိမှာပဲလေပြောကြမအောင်ဗျဟို ဟိုရှိတော့ရှိတယ်။ကဲဒါဆိုလေလာထိုင်ပြီးတော့ပြော့ပြ။ဟုတ်ဟုတ်။မိဝိုင်းကတရေမောင်စမင်လိုက်တယ်။ဒီရထားရဲပေါ်မှာနေနေရကြပြီလား။တိတ်တော့မကြသေးပါဘူး။ငါးနှစ်လောက်တော့ရှိပြီ။ဘာလို့ဒီရထားရဲမှာလိုက်လိုက်ချောက်နေရလဲ။ငါလဲချောက်ကျင်လုံးချောက်တာဖြစ်ပါမလား။အဲ့လိုမိတွေပိတ်လိုက်ဖွင့်လိုက်လို့ရတာငါလဲပင်ပန်းနေ။ဟမ်။ဒါဆိုဘာလို့လုံနေရလဲ။လူရှင်အောင်လို့လေ။ဟမ်။ ဟုတ်တယ်လေငါတို့ယထားဘွားတရေဒီဘွားဘလောက်တနာစရာကောင်းလဲဆိုတော့သိရလားယထားတဲ့လူတွေပြည့်ကျက်နေအောင်တင်ပြီဆိုလေငါတို့မှာခေါမိုးပေါ်တက်နေလိုက်ရယထားတွဲဆက်နာမှာခိုးနေရနဲ့နေစရာမရှိထိုင်စရာမရှိအဲ့ဒါနေပဲတတွဲလုံးနေစရာမရှိအောင်လိုက်ဆောက်ရောလားအဲ့လေငါပိုင်နေမြေတခုတော့တတ်မှတ်ရမှာပေါ့ဒါမဲ့လူတွေစည်းလို့မရတော့ဘူးလေဗျာနေရရှာပြီးရင်ဒီရထားထဲမှာမချောက်တော့ဘဲနဲ့နေပေးမှလားဗျအေးနေပေးမယ် နေရတာရှာပြီဟုတ်ပြီကျွန်တော်တောင်းဝင်တာထားငါတရင်မနေစရာအတွက်စဉ်းစားမိရရှိဘယ်နေရာလေးရှိအခုလိုအလကားတော့နေလို့မရဘူးအလုပ်လုပ်ရမှာဒါမင်းအခုတက်ပိုကောင်းနေကိုပိုင်နေရာရမယ်လုံမလုံမင်းဒါနဲ့ငါတို့လိုတရေကိုခိုင်းမဲ့သူမှမရှိတာအဲ့လိုလူရှိရင်ဖိုးထုတို့လိုပဲငငယ်တွေကအကြောင်းလည်းမရှိတတ်တီကတငယ်ချင်းတယောက်ငါမှရှိသူကကိုကုံနေရထားတွေမှာပစ္စည်းစီစဉ်နေသူလောက်တာ ဟိုတလုံးကသူ့လက်အောက်ကကိုမင်းကြီးတွေညာဘက်ဆောက်မရဲသူအလုတ်ထက်သွားလို့စိတ်ညစ်နေရတင်းမနေအဲ့ဒီမှာအလုတ်လုံမလားလုံမှာပေါ့ဟဲ့ကိုရသားဆိုလူရည်နဲ့လည်းမတွေ့ရလို့ပိုတော့ကြိုက်သည်အေးဟုတ်ပြီလေငါတို့အလုတ်ပေးဖို့ပြောပေးမယ်ကဲအခုတော့ညာလဲနေပြီဆိုတော့အိတ်စားတော့မနဲ့ကြရင်ဘူရာအစောကြီးဆိုင်မှာဒေလုံးနဲ့မနဲ့ဝင်လေးဝင်လေးမှာဘူရာအောင်စိုက်တော်ရင်အဲ့ဒီအချိန်မှာ ဦးစန်းသိတငယ်ချင်းအောင်ဟဲ့အောင်စန်းသိဟာတငယ်ချင်းဘလို့ရောက်လာလဲမင်းလာမင်းဆိုလို့လေငါလို့လဲအားလုံးလာတော့ဆက်တာခလေးတို့ဒါဦးလေးညားကပြောတယ်တငယ်ချင်းမို့ဒါငါတူနေသူ့တငယ်ချင်းနေလေဩဒါနဲ့မင်းတို့ကွန်ရက်သားမှာညားဆောင်လို့နေရေးဆိုတာအခုလုံနေတော့မဲလားအေးလုံနေတော့မဲကွဟိုဒါဆိုရင်အတော်ပဲလို့ရင်ဒီတည့်ရက်မှာအလုပ်လုပ်ကျင်လို့တဲ့သူ့ကို မင်းအလုတ်ခက်မီမလားရပါလေနင်းလားအလုတ်လုပ်မဲ့တရေမှာတရေဆိုတော့ညာဘက်အင်္ဂိုက်ဆရာလေးအကြောင်းမရှိဘူးမစိုးပါဘူးနင်းကိုအလုတ်ခက်လိုက်ပြီဒီလိုနဲ့တရေမကိုဦးစန်းတဲ့တငယ်ချင်းနဲ့ထားပြီးဖိုတူတို့တွေကဘူရာရုံကနေထွက်လာခဲ့တော့တာ